မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်နေအသွဲသွဲကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်အားစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဂျွန်လ23ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော်မတီအစည်းအဝေးပြုလုပ်တဲ့သတင်း အစံဖက်ဆေးအုပ်စုရဲ့ဂျွန်လာအတွင်းလေးချောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ18ဦးသေဆုံးခဲ့ရတဲ့တဲ့င်း TNL ကတဖက်သက်အပြစ်ရစဲထားခြင်းနောင်ချိုမြို့ကိုအစံဖက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်လို့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတဲ့တဲ့င်းတောင်တာမြို့မှာအကြက်ဖက်စစ်တပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်သား၃ဦးသေဆုံးပြီးတဦးကိုအရှိန်ဖမ်းဆီးရမိတဲ့တဲ့င်း ဇေယဝတီမြို့မှာကင်းပုံးဝင်နေတဲ့အကြက်ဖက်စစ်တပ်ကိုဖြူမြို့နယ်ပကဖကဝေရောက်တိုက်ခိုက်ခဲ့တဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေယနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ഹു ကော်မတီအစည်းအဝေးအမှတ်စဉ်27မြင်းဆောင်2025ကိုဇွန်လ12ရက်မနေ့စနေနေ့မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ഹു ကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်းဝင်းခိုင်တက်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတယောက်လာကြတဲ့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ഹു ကော်မတီအဖွဲ့ဝင်တွေက 20မင်းဆောင်2025မှာချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ရန်ကြက်ရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့ဝင်ကြီးဌာနရဲ့တာဝန်ရှိသူတွေကလုပ်ငန်းဆောင်ရွက်ချက်များကိုအကြေတဝိဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တမဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယပြည်အောင်စုဝင်ကြီးများအမြဲတမ်းအတွဲဝင်များတွဲဖက်အမြဲတမ်းအတွဲဝင်များ ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ပြည်ရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။အကြမ်းဖက်စစ်အုပ်စုရဲ့ဂျွန်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ18ဦးသေဆုံးခဲ့ရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ဂျွန်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ18ဦးထိသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကြေညာဆောက်ရှောက်ရေးအသင်း AAPP ရဲ့စီးရင်တွေကသိရပါဗျ။ APP ရဲ့ကောက်ယူထားတဲ့စည်းရုံးတွေရဂျွန်လာ၁ရက်ကနေ၁၂ရက်အထိနိုင်ငံတော်ဝန်မှာအကြမ်းဖက်ဆစ်အုပ်စုရဲ့လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး၈ဦးနဲ့အမျိုးသား၉ဦးစုစုပေါင်း၁၈ဦးသေဆုံးခဲ့ရတာကိုအမည်နဲ့တကွမှတ်တည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။သေဆုံးခဲ့ရတဲ့၁၈ဦးထဲမှာအသက်၁၈နှစ်အောက်ကလင်းငယ်၆ဦးပါဝင်တယ်လို့လည်းစည်းရုံးတွေမှာတွေ့ရပါတယ်။အဆိုပါသေဆုံးသူတွေထဲမှာကရင်ပြည်နယ်က၅ဦးနဲ့အများဆုံးဖြစ်ခဲ့ပြီးတော့ ်ရခိုင်ပြည်နယ်က၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အစံဘတ်စစ်အုပ်စုကမတရားအာဏာလွှင့်ယူမှုစတင်ခဲ့ချိန်2021ခုနှစ်ဖေဖော်ဝါရီလ၁ရက်ကနေ2025ခုနှစ်ဇွန်လ12ရက်အတွင်းအစံဘတ်စစ်အုပ်စုနဲ့လက်ပါစီတွေကြောင့်သေဆုံးရသူဒီမိုကရေစီအရေးလှုံ့ဆော်သူနဲ့ပြည်သူစုစုပေါင်း6,995ဦးရှိတယ်လို့ APP စင်းတွေကသိရပါတယ်ရှင်။ TNL ကတဖက်သက်အပြည့်ကဆဲထားခြင်းနောင်ချိုမြို့ကို အကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်လို့ပြည်သူတွေထွက်ပြေးတင်းရှောင်နေရတဲ့တင်းကိုဆက်လက်တိဆက်ပေးပါမယ်။ TNL ကတဖက်သက်အပြည့်ရဆဲထားခြင်းမှာတက်မဟာသုံးနေမြေနောင်ချိုမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံပြည်သူတွေကြောက်မဲမြို့ပေါ်ကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ ဧပြီလ29ရက်ကနေဇွန်လ8ရက်အထိ41ရက်တာအတွင်းမှာကြောင်မဲမြို့ပေါ်ကိုစစ်ပေးဆောင်ပြည်သူတထောင်ကျော်အထိရောက်ရှိနေရလို့ TNL ကပြောထားပါတယ်။ကြောင်မဲမြို့ပေါ်ရောက်ရှိနေတဲ့စစ်ပေးဆောင်တွေကတိလီပရိယတိစာတင်တိုင်းမှာ46ဦး၊အဝေယာပါဒကျောင်းမှာ30ဦး၊နောင်ပိန်အထက်ခကျောင်းမှာ625ဦး၊ထန်းတပင်ကျေးရွာမှာ150ဦးနဲ့လောက်ပါဟာကျေးရွာမှာ163ဦးတို့အပါအဝင် စုစုပေါင်း1014ဦးရောက်ရှိနေတာဖြစ်တယ်လို့ TNL ရဲ့စာရင်းတွေကသိရပါတယ်။စစ်ပေးဆောင်ပြည်သူတွေကနောင်ချိုမြို့နယ်ရဲ့တောင်ရက်ကွယ်၊ဘူတာရက်ကွယ်၊ဈေးရက်ကွယ်၊ဈေးကုန်း၊နောင်နေ၊တရက်ကုန်း၊ကံကြီး၊ရေဖြူ၊လောက်ဖန်း၊ညောင်ပင်သာ၊မဲပုတ်၊နောင်ချိုကြီး၊ရေမောင်းတန်၊ညောင်နီ30တောင်ရှိမြက်ချင်းတို့တပြေရီနားရှိ ရွှေမှုထောမန်မောအင်းဖိုတောင်လှတောင်ခမ်းလက်ပံကုံလွယ်ခေါ်ပိန်နေကုံနောင်ဩညံတော်လုံခမ်းနန်းဆောင်ဟုနဲ့ပါဟတ်ကျေးရွာကပြည်သူတွေဖြစ်ကြတယ်လို့သိရပါတယ်တရနယ်လီကတော့အကြက်ဖက်စစ်တပ်ကညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့တဖက်သက်အပြည့်ရဲ့ဆေးရေးကာလကို အခွင့်ကောင်းယူပြီးတော့စစ်အင်အားတိုးချဲ့တာထိုးစစ်ဆင်တာတိုက်ပွဲတွေပေါ်ဆောင်တာ လက်လက်ကြီးနဲ့ပြစ်ခတ်တာရုံးနဲ့ဘုံကျဲချတာအစိမ့်ဝေဘုံတွေကျဲချတာနဲ့လေချောင်းကနေဘုံကျဲတာအစရှိရဲ့လုံရက်တွေကိုလှုပ်ဆောင်နေရလို့အသိပေးထားပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေက ပြည်သူတွေကိုလည်းတေးစေလိုတဲ့ရည်ရွယ်ချက်တအားပြည်အတွင်းမှာမနေရဲစေလိုတဲ့ရည်ရွယ်ချက်တွေနဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့ TNL ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စိတ်ရာဇဝတ်မှုတွေကြောင့်ပြည်သူတွေတေဆုံးရတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်နေတဲ့အပြင် နေအိမ်တွေဖုံးကြီးကျောင်းတွေနဲ့စာတင်ကျောင်းတွေလည်းပျက်စီးနေရတယ်လို့ TNL ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။တောင်တာမြို့မှာ အကျန်းဖက်စစ်တပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအကျန်းဖက်စစ်သား၃ဦးသေဆုံးပြီးတအူးကိုအရှင်ဖမ်းဆီးရမိတဲ့တဲ့ရင်တင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတောင်တာမြို့မှာအကျန်းဖက်စစ်တပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းအကျန်းဖက်စစ်သား၃ဦးသေဆုံးပြီးတဦးကိုအရှင်ဖမ်းမိရခဲ့တယ်လို့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့တောင်တာပကဖကသတင်းထုတ်ပြန်ပါတယ်။တောင်တာကအကျန်းဖက်စစ်တပ်ရဲ့ဗိုလ်မှူးအဆင့်ရှိဝနာထေးဦးဆောင်တဲ့စစ်ကြောင်းနဲ့ ထနောင်းကုန်းကြီးရွာကအကျန်းဖက်စစ်သားပြူစောထီတွေထောက်ဖို့လမ်းကြောင်းချိတ်ဆက်သွားလာနေတာကိုသတင်းရတဲ့အတွက် တော်လန်ရေးတပ်တွေကဂျွန်လ12ရက်မနက်7:00နာရီမှာတွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကတောင်တာမြို့အနောက်ဖက်စင်တဲဝါချောင်းအနောက်ဖက်ကမ်းမှာဖြစ်ပွားခဲ့တာလို့တောင်တာပကဖကပြောပါတယ်တိုက်ပွဲဖြစ်ပွားချိန်မှာအကျန်းဖက်စစ်တပ်ကစစ်ကြောင်းကပြည်သူအမျိုးသားခွနှစ်ဦးကိုလူသားထိုင်းအဖြစ် ရှေ့မှတနက်ဖြစ်ပေါက်ပြီးသွားစေခဲ့ပေမဲ့ပြည်သူ့ကာကွယ်ရေးဘော်တွေက အထိခိုက်မရှိကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပြည်သူ9ဦးကိုကယ်ထုတ်ပြီးနောက်ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်တပ်သား3ဦးသေဆုံးကအကြမ်းဖက်တပ်သားကျော်နိုင်ဝင်းကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ကြံရှိတဲ့အဖွဲ့တွေကကစင်ကလျာထွက်ပြေးလွတ်မြောက်သွားတယ်လို့တောင်တာပကဖကပြောပါတယ်။တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှခြေသွင်းအမျိုးအစားတလက် ် MA3 အမျိုးအစားတစ်လက် RPG ဖူး10ဖူး G box 3ခု G 138တောက် drone jammer တစ်ခုနဲ့စစ်သုံးဥပစာအသုံးဆောင်တချို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။အဆိုပါတိုက်ပွဲကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင်းချက်ခရိုင်တရင်သုံးနဲ့မဟာမိတ်တပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဇေယဝတီမြို့မှာကင်းဘုံဝင်နေတဲ့အကြက်ဖက်စစ်တပ်ကို ဖြူးမြို့နယ်ပါကဖားကဝေရောက်တိုက်ခတ်ခဲ့တဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘကိုးတိုင်းတောင်ငူခရိုင် ဖြူးမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတီမြို့ဘူတာယုံနဲ့တခြားဆက်တုံးမှာကင်းဘုံဝင်နေတဲ့အကြက်ဖက်စစ်တပ်ကိုဂျွန်လ10ရက်ည9:45မိနစ်မှာဝေရောက်တိုက်ခတ်ခဲ့တယ်လို့ဖြူးမြို့နယ်ပါကဖားထံမှသိရပါဗျ။ ဇေယဝတီမြို့ဘူတာယုံနဲ့ဇေယဝတီမြို့အရှိတ်တကြားဆက်တွေမှာကင်းမုံချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဖြူးမြို့နယ်ပကဖကပြောပါတယ်။အဲဒီလိုတိုက်ခိုက်ရမှာဇေယဝတီမြို့တောင်ဘက်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စာခုံးဂိတ်ကိုဖြူးမြို့နယ်ပကဖဂျွန်းအဖွဲ့ကဘုံတိတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာပါ။ ဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သား၄ယောက်သေဆုံးပြီး၂ယောက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းပို့ပတ်ချက်ကိုကိုးကားပြီးတော့ဖြူးမြွနယ်ပကဖကပြောထားပါတယ်ဇေယဝတီမြို့ပေါ်ဘူတာယုံနဲ့တကြားဆက်တွေမှာအထိုင်ချထားတဲ့အကျန်းဖက်စစ်သားတွေကအာရမစစ်သားစုဆောင်းတာပြည်သူတွေထံကငွေကြေးတွေမတရားတောင်းယူနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ် အဲ့ဒီလိုစိတ်ရစွဲမှုတွေလှုပ်ဆောင်မှုအတွက်အင်စီကားတွေကိုအကျန်းဖက်စစ်သားတွေအသုံးပြုနိုင်စေရေးအတွက်တခြားစက်ယုံမှစက်ယုံမှုတွေဒုစက်ယုံမှုတွေက အကူအညီပေးနေတယ်လို့ဖြူမြို့နယ်ပကဖကအသိပေးထားပါဗျ။ဇေယောဒီမြို့ပေါ်ဘူတာယုံနဲ့တကြားဆက်တွေမှာအထိုင်ချထားတဲ့အကြက်ဖက်စစ်သားတွေကိုဝင်းရောက်တိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်သားတွေထွက်ပြေးသွားတဲ့အတွက်၎င်းတို့စီးနှင်လာတဲ့အင်စီကနှစ်စီကိုသိမ်းဆီးလိုက်တယ်လို့ဖြူမြွနယ်ပကဖကအတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချိန်မုံရင် လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရင်မက်ပင်မြို့နယ်မှာရင်မက်ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကျန်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်မက်ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကျန်းဖက်စစ်တပ်ကြာရှုံးရေးဟေးကျင်းမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်မက်ပင်မြို့နယ်မှာအောင်လန်လွှင့်မီထောင်းသွင်းနေတပိတ်စစ်ကြောင်းကအကျန်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီထောင်းသွင်းနေတဲ့ပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကျန်းဖက်စစ်တဲ့ကြာရှုံးရေးဟင်ကျင်းမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းရှင်းမဲ့ပင်မျိုးနယ်ကနောက်ပြန်မလှည့်ကြည်ဒီတော်လှန်ရေးလူထုတပိတ်စစ်ကြောင်းကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့80နှစ်ပြည့်ငွေနှစ်အကျိုးဆုတောင်းတာနဲ့အကျန်းဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါသေးတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်ကြေးတီတော်လှန်ရေးလူမှုသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကြမ်းဖက်ဆက်တက်ကြာရှုံးရေးဟစ်ကြေးမှုတွေနဲ့ဆန္ဒပြချစ်တက်ခဲ့ကြတာပါ။ရင်းမဲ့ပင်မြို့နယ်မှာပြည်သူအာမန်သပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်သပိတ်နဲ့ Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကိုကိုင်ဆွဲပြီး အကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဟိကျင်းမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငိမ့်တက်မှုကြားထဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေစဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေဇုတင်ပါတယ်ရှင်